မြန်မာပြည်မှာအာဏာဟာတနက်ပြောင်းသွားလာတယ်ဖေမယားနဲ့ဖေမယားနဲ့ဖေမယားနဲ့ငါချမ်းသာတယ်ဆိုပြီးတော့ငါအိမ်ကိုမီးဆက်၂၄နာရီနှိုးပြီးတော့နေနိုင်ရှေတန့်ကိုဖင်ဆေးတပြီးနေလို့ရရင်ရမယ်မှတ်လားအိမ်ရှိကိုစကားရောက်လာပြီးပါရဲခေါ်ဝင်ခင်ဗျာတပွားခဏလေးနဲ့ပြတ်သွားတယ်ဟုတ်တယ်ဖေမယားနဲ့တတလုံးမားခွင့်ရှိတယ်ဒီညအသိမှန်တာပြင်တော့ဘယ်တော့မှနောက်မကြောက် never too late mate never ever too late to change ကိစ္စသသိုးသမီးကမြန်မာပြည်မှာသိုးသမီးအာနာရှင်တွေထဲမှာဒီတစ်ခါအာနာရှင်ကအဆိုးဆုံးဟုတ်တယ်အရက်ဆက်ဆုံးမှန်တယ်အရှုံးမာဆုံးအောက်တန်းအကြဆုံးစောက်တော်သားအနိုင်ဆုံးပူဇာလီအကြဆုံးစောက်စင်နေရဒီလိုပဲဆင်းလာတာအာနာရှင်တော်ဒီလိုပဲအမှုပညာဒီလိုစပေးဒီလိုပညာရေးဒီလိုနှစ်ပေါင်း62ခုနှစ်တည်းနှစ်ပေါင်း60ကျော်ဆင်းလာတာဒီလိုစောက်ထိုးအာနာရှင်တော်မှာစောက်ဘောအာနာရှင်ပဲရှိတယ်อืม တူတန်တန်သူ့အဖေတွေဖြစ်တဲ့တန်းရွှေတို့နေဝင်းတို့လောက်ဆောက်စိတ်မရှိဘူးအဲ့တဲ့ပိုရက်ဆက်အဲ့တဲ့ပိုရှုံးပါအဲ့တဲ့ပိုကောက်ချစ်အဲ့တဲ့ပိုလူမဆန်အဲ့တဲ့ပိုပြီးတော့စောက်တော်သားနိုင်တယ်ကဲရှင်းမလားဥပဒေမဲ့နေတာနော်ခင်ဗျားတို့နေတဲ့နိုင်ငံဟာဥပဒေမဲ့နေတဲ့တိုင်းပြည်ဆိုတာလည်းမမေ့နဲ့ဗျာကိုရောက်နေနေကိုပေါ့သိဖို့ရေးကြီးတယ်ထွက်နိုင်လားထွက်နိုင်ထွက်ကျွန်တော်ပြောရရှိရှိလေးထွက်နိုင်ထွက်ဒီနေ့လေမြန်လက်မဝယ်ပြီးထွက်မထွက်နိုင်ဘူးဆိုရင်တော့ခင်ဗျားတို့5ဖို့ပဲစဉ်းစားတော့ ဖိုက်ဖို့ပဲစဉ်းစားတော့ကို့အခွင့်အရေးတွေမဆုံးရှုံးရအောင်ကို့အသက်အိုးအိမ်စီးစိမ်တွေမဆုံးရှုံးရအောင်ကို့ရဲ့ရပိုင်권တွေမဆုံးရှုံးရအောင်ကို့အခွင့်အရေးတွေမဆုံးရှုံးအောင်ကို့ကိုယ်တိုင်မဖိုက်လို့မရဘူးခမရလဲပြေးနိုင်လားပြေးနိုင်လင်လက်မဲ့ဝယ်ပြီးဒိုးတော့လူတွေနေနေအောင်သွားနေတော့အဲ့နေရာမှာဥပဒေမရှိဘူးနော်ခမရလူကငါမထီးရင်ငါမထီးရင်ဝင်မရှင်းတဲ့ပြဿနာအရာပဲ ခင်ဗျားတို့နိုင်ငံမှာအနိုင်ကျင့်မှုတစ်ခုတွေ့လဲငါနဲ့မဆိုင်ဘူးဟဲ့သွားမပါနဲ့ရုံရောက်ခဲရောက်ဖြစ်ကုန်မယ်အမလေးမလေးရုံရောက်ခဲရောက်ဟဲ့ကိုနဲ့မဆိုင်တော့လားအိမ်နဲ့အိမ်နဲ့တကားပိတ်တာအေးအဲ့ဒါဆိုရင်ကိုနဲ့မဆိုင်တာတွေကိုအိမ်နဲ့ရှောင်ပြီးတော့တကားပိတ်လေးရှိတယ်မြမရိုးရရင်ကျင့်မှုကြီးဟာအခုနောက်ဆုံးတော့ခင်ဗျားတို့ဖင်ရှားခံလိုက်ရတာအခုတော့ခင်ဗျားတို့အိမ်ရှိကိုရောက်လာတာပဲကိုနဲ့ဆိုင်လာကြီးရောက်လာတာပဲမဆိုင်လို့မရလား ခင်ဗျားတို့တစ်လုံးကိုနဲ့မဆိုင်တယ်လို့နေခဲ့ကြတာအနိုင်ချင်းမှုတစ်ခုတွေ့လဲဝင်မပါဘူးဟဲ့မပတ်သက်နဲ့မပတ်သက်နဲ့မပတ်သက်ဟဲ့သူတို့အိမ်ကနိုင်ငံရေးနဲ့ပတ်သက်သူတို့ဘီရထောင်ထဲမှာအမလီစောမပတ်သက်နဲ့ငါတို့ပါထိမယ်အဲ့လိုအကြောက်တရားစောက်ကြောက်တွေပေါ်တော့အခုနောက်ဆုံးတော့စောက်ကြောက်နိုင်ငံတော်ကြီးရဲ့သွားရလမ်းဖြစ်တဲ့အာဏာရှင်အောက်မှာနှစ်ပေါင်း60ကျော်ကြာခဲ့ပြီမနှိုးထနိုင်ကြဘူးကိုယ့်အကူတေတကိုချင်းတယောက်ချင်း individually မထနိုင်ကြဘူး ဆွဲထူတဲ့လူတွေကိုလည်းတောက်ဖောင်းထူတယ်လက်ဆွဲထူတဲ့လူတွေရဲ့လက်တွေကိုလည်းကိုက်ရတယ်စတားစတုန်းဆွဲထူနေတယ်အလေးလေးဖွင့်နေတယ်လာကိုက်လို့ကတော့ထိုးကြိတ်ပြီးမှမှာသတိလက်အောင်လုပ်ပြီးမှစတားစတုန်းကတော့ဆွဲကဲသွားမှာပဲကဲလို့ရတယ်တော့ကဲမှာပဲကဲလို့မရတဲ့ကောင်လေဆော်လူမင်းလို့ထားခဲ့မှာပဲဆိုတော့တုံးတဲ့နိုင်ပဲကျွန်တော်တို့လည်းပြောရမယ်ဆိုရင်ခင်ဗျားတို့တက်နိုင်တဲ့ဘက်ကနေကဲပေးနေတာပဲဟဟလာကျွန်တော်မြေပြင်မှာလက်နက်ကင်ရဲ့ PDF ဖြစ်ခဲ့တယ်အခု ဒါတစ်ဖက်နိုင်ငံမှာနေပြီးတော့မှကျွန်တော်တို့ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှဒီတက်ပို့ပြီးတော့မှကျွန်တော်တို့အလုပ်ပို့လုပ်နိုင်ခဲ့တယ်ကျွန်တော်တော်ထဲမှာရှိနေတဲ့ကာလကတည်းကမှအခုဒီဘက်မှာရှိနေတာပို့တော့မှအလုပ်လုပ်နိုင်သေးတယ်အဲ့တော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်မှုတွေကိုကြည်ကျင်းအပြင်ကမ္ဘာလုံးလည်းသိနေမှလည်းမယ်ဆိုတော့ခါလေးကြရင်ဒီလူကြီးပြောတာဒါအဲတအားသဘောကျတာပဲသိလားသူအမှန်တရားတွေပြောနေတာပဲလေဘာလို့ဆိုကျွန်တော်တို့နဲ့ပို့ပြီးတော့မှဒေါ်လာရင်းဆိုတဲ့အရာတစ်ခုမှကျွန်တော်တို့နဲ့ပို့ပြီးတော့မှ experience ရှိတဲ့သူတယောက်လေနော်အဲဒီခါလေးကျတော့လည်းသူကလည်းသူ အဲသူကောက်ပြီးပြောတဲ့ဥစ္စာမျိုးတွေတော့ရှိတော့ရှိရဲ့ဗျာဆိုတော့ဟိုဘယ်လိုပြောပြဲပြီးတော့ပြောတဲ့ဥစ္စာမျိုးတွေရှိတယ်တို့ရမယ်လေသူပြောတဲ့စကားအများစုကိုကျွန်တော်တို့အာကျွန်တော်ခြုံငုံသုံးသပ်ကြည့်မယ်ဆိုတော့အမှန်တရားတွေပဲလေအခုဆိုရင်ဒါအမှန်တရားတွေပြောနေရပါပဲခင်ဗျားတို့မတရားမှုကိုခင်ဗျားတို့တွေမေးတရားဆောင်နေတယ်အဲ့တော့မတရားမှုကိုခင်ဗျားတို့အင်ရှိရောက်လာတော့ဘာဖြစ်လဲခင်ဗျားတို့ပဲခံရတာမဟုတ်ဘူးလားဒီလိုမျိုးတွေပေါ့ဗျာကျွန်တော်တို့လည်းအတိပေးနေတာပဲခင်ဗျားတို့အဲ့တော့လိုက်နေတဲ့သူလိုက်မလိုက်နေတဲ့သူကစစ်ကြုံပေါ်မှာစက်ကြံနေခဲ့ပေါ့ဒါပဲရှိပါတယ်